ကြီးဆွဲတာစာရေးတာကိုဝါသနာပါတဲ့ဖြင့်ဆောင်းမရှင်အမှုပညာတင်းထောင်ကဗျာရေးဆက်သူစတဲ့ဘဝမျိုးစုံကိုဖျက်ဆီးခဲ့တဲ့ဟိန်းဆက်တွင်ရဲ့အလွမ်းမြူဟောင်းဤနောက်ကျောင်းရာသွင်းလုံချင်းဝတ်ထုကိုဂျွန်၁၄ရက်နေ့က River Airy Gallery မှာမိတ်ဆက်ခဲ့ပါတယ်။ဒီဝတ်ထုဟာ1990လောက်မှာတွေ့ခဲ့ရတဲ့အချစ်ဇလန်းကိုခြေခံပြီး2010မှာတွေ့ခဲ့ရတဲ့လက်စားချေအချစ်ဇလန်းတို့ကိုပေါင်းစပ်ပြီးလွတ်လပ်ပွားတဲ့အချစ်ဝတ်ထုတစ်ခုဖြစ်ခန်းစားရေးဖွဲ့ထားတယ်လို့စာရေးဆရာဟိန်းဆက်တွင်ကပြောပါတယ်။ စာရေးရာဟာစိတ်လေလွင့်မှုကိုပျောက်စေတဲ့အပြင်ဘဝတုဒ္ဒါလည်းရစေလို့လူငယ်တွေကိုစာရေးစေခြင်းတယ်လို့သူကဆိုပါတယ် ပေါက်ဆက်တာဒီအိဘက်ချင်းကတိတ်ရက်တို့ခုနဲ့ဒီဘက်ကမှတက်တာပို့ပြီးတော့စားတဲ့ချင်းတွေစားရင်းစီချင်းတွေကပါတယ်အောက်မှာနေတာဘုထုတအုံနေနဲ့ကြီးရမပေါ်တော့ပါစာရေးရဆိုစိတ်ထပ်ပေါက်လည်းဖြစ်နေတာပြဲတော့ပါဒီရဲစာလည်းဒါပါဇူလီရဲစာပေါ့ဘာလို့ဒီဒီနေစာမျိုးဖြစ်နေချင်တယ်ဒီလိုရေးချင်တယ်ဒါတိုင်းဟိုကအပြည့်ငယ်တိုင်းပေါ့ ဆာရေးတယ်တခြားစိတ်ပြောင်းလဲမှုမရပါဘူးခလာတယ်ဒါကြောင့်အစင်းကြီးပဲအော်အဲ့ဆိုင်တယ်ကပြီးတော့တောင်းဘုရားရယ်လည်းဘောရှာဖွေခြင်းလားဟုတ်ပါတယ်ဟုတ်ပါပြီးတော့မဆိုးခြင်းတော့ဗျာအထင်သေးပြီးရှော့တွက်လို့မရတော့တဲ့အခုခေတ်လူငယ်တွေအတွက်ပေါ်ပါတဲ့အချက်ဝတ္ထုဟာသိကျဉ်းနှံ့မှုမရှိသေးနိုင်ပေမဲ့စာပေစာဖတ်သူတွေအတွက်တော့သုံးတရာအကျိုးရှိစေမယ်လို့စာရေးဆရာမမိချောင်းဝေကပြောပါတယ်။ လိုအပ်ချက်တွေများနေတဲ့မြန်မာနိုင်ငံမှာလူငယ်တွေရဲ့အားမန်တွေအများကြီးလိုအပ်တာမို့အခြေဝတ္ထုတွေရရင်နောက်ပိုင်းမှာခက်ပြိုင်ခံစားမှုတွေကိုပါချပြနိုင်ရင်ပိုကောင်းလိမ့်မယ်လို့ဆိုပါတယ်အဲဒီကနေကရူးချစ်တဲ့စုံပေးခံစားမှုတော့တော့ဖက်မဲ့ချင်းပေါ့နော်ဖက်တဲ့အစားတွေပါတဲ့ချင်းတွေကိုလည်းရပ်ဖို့ဆောင်ရမယ်ဆောင်မှာစားတော့ဘုတော်လည်းပဲသူ့ကိုစားဖတ်စားပါဘာဖြစ်နေတာပါ ဒီလိုပြောတော့ဒီလိုဆိုတာတော့ဘယ်လိုပြောဆိုင်တာဖြစ်စို့အဲဒီမှာလို့နိုင်ငံမှာကာဟိုလိုအဆက်တွေအများကြီးရှိတယ်။လူငယ်တွေရဲ့အားမနေကိုဆင်မတော်ရမှုတွေမလို့လို့တဲ့ခမာတို့ကျန်စုပ်ပြန်ရတာရှိခဲ့တယ်။အင်းအင်းနဲ့နောက်ထပ်နော်အောက်ဒီမှာပေါ့နော်။အချက်နဲ့အချိန်နဲ့ပြည့်ပြည့်သွားတဲ့ခက်ခဲခံမှုဖြစ်နေပြီးတော့ပေါ်ပေါင်းနေတဲ့အချက်တွေပေါ့။ချက်ပြတ်ပါတယ်။ဘလောက်ကောင်းမယ်။ဒါကိုသိနေရှိပါမယ်။ စာရေးဆရာဟိန်းဆက်သွင်းဟာ2010မှာအမှတ်တရအလွမ်းများကဗျာနဲ့ပန်းရောင်စာအိတ်ထဲကနှလုံးသားတစ်စုံဆိုတဲ့ဝက်ဖြူတူကိုပထမဆုံးထုတ်ဝေခဲ့ပါတယ်2010မှာတော့အမှုပညာသတင်းတော်ဖြစ်နေမဂ္ဂဇင်း channel မှာစောင်းမတွေရေးသားခဲ့သလို2014မှာ20တရာစုအလွမ်းသမားနဲ့နှလုံးသားအပိုင်းစာဆိုတဲ့ကဗျာစာအုပ်ကိုလည်းထုတ်ဝေခဲ့ပါတယ်